သွေးကျဲစီးတွေတောက်တော့မယ်ဆိုလို့ရှိရင်ဒီသွေးကျဲစီးတွေကဆရာဝန်ညွှန်ကြားချက်ပါမှတောက်ရတာဖြစ်ပါတယ်ကိုယ်သဘောနဲ့ကိုတောက်လို့မရပါဘူးအဲကျွန်တော်ရှိမှဗီဒီယိုဖိုင်လေးတင်ပေးထားတာရှိပါတယ်ဒီသွေးကျဲစီးနဲ့ပတ်သက်ပြီးတော့သိသိနဲ့အချက်တွေပေါ့နော်အဲ့ဒါမှတချို့တွေကမေးကြတယ်အဲကျွန်တော်တို့သွေးကျဲစီးကိုဘယ်လိုတောက်အောင်မလဲဆိုတော့ပြောမယ်ဆိုရင်ဒီဆေးကဆရာဝန်ညွှန်ကြားချက်နဲ့တောက်ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်တကယ်လို့မှတောက်ရစီဖြစ်ပါတယ်မလိုအပ်ရင်တောက်ရမလိုဘူးအဲလိုအပ်ပြီဆိုလို့ရှိရင်လေဒါလိုအပ်လို့ရှိရင်ဆွဲပြီးတော့တောက်ရတာမျိုးလည်းရှိပါတယ် ဒီလိုသူ့ရဲ့ဗီဒီယိုဆူဂျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်တော့ခဏတစ်ဖြုတ်ရရတာမျိုးရှိတယ်အဲ့တော့ဒါတွေဆုံးဖြတ်တာကဆရာဝန်ကတော့အခြေအနေကိုကြည့်မယ်အသူတွေစစ်မယ်အလူနာရဲ့လက္ခဏာတွေကြည့်မယ်ဒါတွေကြည့်ပြီးမှသူဆုံးဖြတ်ပြီးတော့ဆေးကိုချိန်ပေးတာဆေးကိုရက်တာဆေးကိုဆက်ပေးတာဆုံးဖြတ်တာဖြစ်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့တချို့တွေကရှိတယ်အဲကျွန်တော်ဈေးကမှာဆိုလို့ရှိရင်လည်းကြုံရတယ်အဲကျွန်မကသူကျဲဆေးကိုပုံမှန်တောက်နေတာအဲ့တော့ဆရာဝန်ပေးထားတာဒါဆိုတော့မဟုတ်ဘူးရက်ကွက်ကဒါကျွန်တော်အတိအကျ တောက်ခိုင်းလို့ကျမတို့ကတောက်ခိုင်းလို့ဆိုပြီးတော့အဲ့လိုမျိုးတောက်နေရမျိုးတွေရှိတတ်တယ်။အဲ့တော့ twitch စီဆိုတော့ကတကယ်ပြောမယ်ဆိုလို့ရှင်ယောဂတွေကိုဒါတက်တာစီတယ်။အဲ့ဥမာအဖြစ်နှလုံးသူကြောကျင်းမယ်နှလုံးသူကြောပိတ်မယ်လေဖြန်းမယ်လေဖြတ်မယ်ဒီလိုယောဂတွေမှာအင်မတန်မှအတော့ဝင်တဲ့ဆေးတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တစ်ခါမှလည်းပဲမလိုအပ်ဘဲနဲ့တောက်နေရတဲ့အခါမှာသူရဲ့ဘေးအတွက်ဆိုးကျိုးတွေခံစားရတာပေါ့နော်။အလိုအလိုတောက်တာပြဿနာမရှိဘူး။ယောဂကိုကုသနိုင်တယ်ကောက်ဝဲနိုင်တယ်။ယောဂတွေဖြစ်ပြီဆိုလို့ရှင်လည်းဒါမလွယ်ဘူးလေ။အတတ်အမြင်ရှိတာပေါ့။ ဲ့တော့မလိုအပ်ပါနဲ့တောက်နေရတဲ့ခါမှကျတော့သူရဲ့ဗီဒီယိုဆိုတိုးတွေဖြစ်တဲ့အဲတွေးယူတာနှာခေါင်းတွေးချက်တာတဖုံးတွေးယူတာအညိုအမဲဆွဲတာဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲပိုဆိုးတာကကျတော့ခေါင်းထဲမှာဒီတွေးယူဝါမယ်ဆိုလို့ရှိရင်တော့ဒီကောင်းတယ်မှာသွေးယူစိတ်ပြီးတော့သွေးကြေတွေဖြစ်နိုင်တယ်။ဒါဖြစ်နိုင်ခြေကအနည်းဆိုရင်ဖြစ်တတ်တဲ့သဘောရှိတယ်။အဲ့တော့ဘလို့အပ်ပန်တယ် ကိုယ်တော်နဲ့ကိုမတောက်စိတ်ခြင်းဘူးတကယ်လို့ဆရာဝန်ညွှန်ကြားရဆိုလို့ရှင်တော့လေတရားပေါ်တောက်ပါရဟန်းကြီးမကြောက်ပါနဲ့ဒါလို့ခုနကကျွန်တော်ပြောတဲ့လက္ခဏာတွေအဲနှာခေါင်းသွေးရှင်တဖုံးသွေးကိုဝမ်းမဲမဲသွားပြောကောင်းအရန်ကြိုက်လာတာဒါမျိုးဖြစ်လာပြီဆိုလို့ရှင်တော့ဆောင်နဲ့ချက်ချင်းပြန်ပြပါစီးရဲ့ဘေးတော့ဆိုကြတခုခုကြောင့်ဖြစ်နေတာဖြစ်နိုင်ပါတယ်အဲ့တော့အရင်လေမကြောက်ပါနဲ့ဒီစီးတောင်းနေရတယ်ဆိုပြီးတော့မကြောက်ပါနဲ့မလိုအပ်ပါနဲ့လဲဆွဲပြီးတော့မတောက်ပါနဲ့